မင်္ဂလာပါဗောနော်ဆရာမလေးရဲ့ဒီတင်ထားတဲ့ဗီဒီယို post ကလစ်ကလေးတစ်ခုအောက်ကနေပြောဒီတယောက်ဗောနော်အကောက်လေးတစ်ခုကနေလာမှန်ထားတာဆရာမလေးတဲ့ကျမသားလေးအတွက်ကိုတဲ့ဆရာမလေးပြောသလိုအားလုံးလုပ်ပြီးပါပြီတဲ့နော်သားလေးကသူ့အမနဲ့အကိုပဲအိမ်မက်ပြီးပါတယ်တဲ့သူမသေးပဲပြန်ရှင်လာတယ်လို့တဲ့သားလေးက ခလေးလေးပေါ့နော်အဖြစ်ပြန်လာတယ်လို့တဲ့တူညီတဲ့အိမ်မက်မျိုးပေါ့နော်ဒီနှစ်ယောက်ကမက်ပြီးတော့ तू ကတော့မမက်ဘူးပေါ့အဲ့လိုမျိုးမှန်ထားရယ်ပေါ့နော်ဆမလေးကိုဆမလေးစီမှာလာမေးပြီဆိုတော့နဲ့ဆမလေးကဟောရဲအလုပ်ပဲမဟုတ်ဘူးကွယ်လွန်သူဘက်ကနေပြီးတော့ကိုဒီပြုတ်ပေးလိုက်တဲ့ကုသိုလ်ရရင်ရတယ်ဆိုတဲ့အကြောင်းမျိုးအိမ်မက်နမိတ်ပြန်ပေးနိုင်ဖို့အခြေအနေမျိုးပေါ့နော်တန်းပြီးတော့ကုသိုလ်ဆက်လိုက်တဲ့အချိန်မှာကွာတန်းမပါဝါဘူးအတန်းမကျွတ်နိုင်သေးတဲ့အခြေအနေမျိုးဆိုလို့ချင်းကလာတစ်ခုပြန်ဆောက်ရတယ်ဆိုရင်ဆမလေးတို့ကပုံကိုပိုင်းပြန်အပ်ပေးတဲ့အခြေအနေတွေကိုလှုံ့ဆော်ပေးတာ အဲ့တော့အခုဒါကလည်း तू อ่ะအဲ့တိုင်းလှုပ်လိုက်လို့ဒါအိမ်မက်ဝင်လာတာအဲ့တော့အိမ်မက်ဝင်ပြီးဆိုခုနလိုပေါ့ဒီလိုအိမ်မက်နမိတ်ပေးပြီးဆိုအဲ့စပြီးတော့ဟောခဲ့ရလဲပြောလိုက်ပြီးဒါလာမေးတဲ့လူတိုင်းကိုလည်းအတန်ကလစ်ပေးပြီးတော့ဆက်မလေးဟောတယ်နော်အိမ်မက်တီးကြတဲ့ဥစ္စာလာပေးလိုက်မယ်ကွယ်လွန်သူဘက်က3လအတွင်းမှာဆိုမျိုးပြောထားပြီးပြီကွာအခုဝင်လာပြီးဆိုတော့ဒါတီးကြတဲ့အချိန်တွေတခုနဲ့ तू ဒီမကြသေးခင်မှာပေါ့နော်လူပုံလူရောက်ပြန်မယ်ဆိုတော့နမိတ်မျိုးဖြစ်ပါတယ်အဲ့တော့စပြီးတော့အိမ်မက်တောင်းခိုင်းတဲ့ရလဲပေးလို့ရမယ်လူကိုပေးပါဆိုပြီးတော့တောင်းခိုင်းပါတယ်ဗောနော်အဲ့တော့ပေးလို့ရမယ်လူ ကိုသူလက်ဒါသူ့မိသားစုတွေကအမနဲ့ကိုသူပေးတာပေါ့နော်မိခင်တော့ပေးလို့မရတဲ့အခြေအနေလေးတစ်ခုရှိလို့သူ့ဘက်ကလာမပေးဘူးပေါ့နော်အဲ့တော့ကိုကစိတ်ချမ်းသာနဲ့ကိုရဲ့ပေးဝေမှုကိုရပြီလို့ယူလို့ယူဆလို့ရပါတယ်။ဒါဆိုတရင်သားလုံးထဲမှာမှတူညီတဲ့အိမ်မက်ကိုကနှစ်ယောက်စလုံးမှတ်သွားပြီလေနော်။အဲ့လိုအခြေအနေမျိုးဖြစ်တော့ဒါအမားတို့ဘက်ကလှုပ်ဆောင်မှုလဲမှန်ကန်တယ်။ဆက်မလေးညွှန်ကြားတဲ့အတိုင်းလဲတေချာလေးလုပ်တဲ့အတွက်ခလေးဘက်ကရသွားပြီလို့ယူလို့ရပါတယ်ပေါ့နော်။ဒါမဲ့ကိုကထပ်ပြီးတော့ပြည့်ဝမှုထပ်ပြီးတော့လုပ်ပါအောင်။ထပ်ပြီးတော့သူ့ဘက်က အိမ်မက်တွေပေါ့နော်ထပ်ပြီးတော့လာပါလိမ့်မယ်ရှင်မိဓာလေးကိုနော်ဖြည့်ပေးလိုက်တယ်ကျေးဇူးတင်ပါတယ်အမလည်းထပ်ပြီးတော့အိမ်မက်လိုချင်နေဆိုရင်ကိုကကိုကိုမှရှိတဲ့ကိုစောင်းနဲ့အိမ်စောင်းနဲ့ခြံစောင်းနဲ့ဆမလေးတင်ပေးထားတယ်လို့ပဲပေါ့နော်လာမိလို့ရှိရင်ဆမလေးကလစ်မှာပြောပေးလိုက်တယ်လို့မျိုးပဲပြီးတော့သူ့ကိုအပ်ထားတဲ့အပိုင်းဘိုးဘိုးကြီးတွေကတဆင့်အိမ်မက်နမိတ် ပေးဝေဖို့အတွက်ပေါ့နော်ပေးနိုင်ဖို့သူ့ဘက်ကမပေးနိုင်တဲ့အခြေအနေမျိုးခက်ခဲနေတဲ့ကာလတစ်ခုမှာဖြစ်နေနေအောင်မှာပေါ့ဒီအနန္တရတဲ့ပုံကိုယ်တရားတစ်ဆင့်ပေးနိုင်တဲ့အခြေအနေမျိုးနဲ့ကုညီထောက်ပံ့ပေးဖို့အဲ့လိုမျိုးလေးတွေတောင်းခံပေးပါနော်အမဆက်မလေးဒီမန့်လေးကိုပေါ့နော်တွေးလို့ပြန်ဖြေပေးလိုက်ပါတယ်ဂျေစုတင်ပါတယ်မအားလို့ပြုပြုတမ냐ကုသိုလ်ကိုလည်းပေါ့နော်ကွယ်လွန်သူသားလေးလည်းထထုထမ냐ရရှိပါစေထပ်ပြီးတော့ပေါ့အိမ်မက်နမိတ်တွေနဲ့ တိကြတဲ့အဖြေတွေနဲ့ထပ်ပြီးတော့အိမ်မက်နမိတ်တွေထပ်ပြီးတော့ရပါစေဆမလီရဆူတောင်းပေးရနော်အမတို့မိသားစုလည်းစိတ်ချမ်းသာကိုယ်ချမ်းသာစွာနဲ့တာသနာပြုနိုင်ပါစေလုပ်ငန်းစီးပွားတွေဒီလာတိုးပါပါစေရှင်အဲ့တော့ဆမလီတို့ဒီမှာပေါ့နော်လာပြီးတော့မေးထားတယ်မိကုန်းလေးကိုဖြေးပေးမလို့သူမတိလို့တကယ်မတိလို့မေးထားတာဖြစ်တဲ့အတွက်ဖြေးပေးလိုက်တယ်နော်အဲ့တော့ပုကတ်တဲ့စပယ်ချင်းဒီမှာတဲ့ကိုတခြားနဲ့တကူကပုကတ်ရနဲ့လက်ရှိရုပ်ထဲကနေဘယ်ရောက်သွားလဲတဲ့အဲ့တော့လေးပြလွန်းနေဆိုတော့ကြားဘူးလားမသိဘူးနော် ကိုယ့်ရဲ့ခန္ဓာကိုယ်တော့တစုံတရာပူကပ်ွားတဲ့အခါမှာကိုယ့်ရဲ့ခန္ဓာမှာရှိတဲ့နံကပေါ့နော်အပြင်ဘက်ကိုလိပ်ပြလွဲ့နေအခြေအနေတစ်ခုနဲ့ခိတခန္ဓာထွက်သွားတာမျိုးအဲ့တော့ဝင်လိုက်တဲ့ပူကပ်လိုက်တဲ့နံပိုင်းဆိုင်ရာကပါဝါကြီးရင်ကြီးသလိုအခြေအနေမျိုးနဲ့ပေါ့နော်အချိန်ကြာကြာသူ့မှာနေလို့ရတယ်ပူလို့ကပ်လို့ရတယ်ကိုယ့်ရဲ့စိတ်ကြီးကိုလွှဲမိုးနိုင်တဲ့အခြေအနေမျိုးနဲ့ သူ့ရဲ့စိတ်ကလူရတိုင်းဆွဲခွန်နိုင်တဲ့ခြေနေမျိုးတွေရှိတယ်။ဒါပြောမယ်ဆိုတော့တရေတစီတဲမှာဆိုရင်တော့အရန်အကောင်ကြီးတဲ့အကောင်မျိုးဆိုလိုတာပေါ့နော်။သူတို့လိုသူတို့မျိုးကင်လို့ရနေပြီတွန်းလို့ရနေပြီပစ္စည်းတွေကိုသူတို့ပါဝါများနေပြီအဲ့လိုဆိုလိုတာနော်။အိမ်တိန်ကိုအခြားသူတယောက်ကဝင်အိမ်ရှင်ဝင်ခွင့်မပြုဘဲဝင်နေလို့ရလာတယ်အဲ့ဒါကြတော့ပြောပြမယ်ပေါ့နော်။အိမ်ရှင်ကဝင်ခွင့်မပြုဘဲနဲ့ဝင်နေလို့ရလာဆိုတော့ ကိုကတခါတလေကြားလို့ရှိရင်ဘသူကမှတော့ကိုယ့်အိမ်ထဲဘောတစိမ်းဝင်မယ်ဆိုဝင်ဝင်မပြူလေပရမှာလည်းဒီလိုမျိုးပဲเนาะဝင်ခွင့်မပြူပဲနဲ့ခေါ်မိမယ်မသိပဲနဲ့ခေါ်လာတဲ့ဥစ္စာကြီးရှိတယ်တချို့ကြတော့ဥစ္စာမလေးတို့ဘုရားဘာသာလူမျိုးကြီးဆိုညားကြလို့ရှိရင်30ပုံသားလေးကိုအမြပေးတယ်မလားအဲ့ခါမှာကိုကမသိပဲနဲ့ဖိတ်ပြီးတော့ပေါ့ပြီးမိတယ်ပြီးတော့ပြန်မပို့မိဘူးပေါ့အဲ့တော့သူကလည်းလူချင်တဲ့ခါကြတော့နေစင်းနေညဒီကဒီကိုပေးဝေတယ်အမြတန်းပေးဝေတယ်ငါတို့သူ့ရဲ့အမြတန်းကြောင့် ကျွနိုင်တဲ့ခြေနေရှိရဆိုပြီးစောင့်နေပြီးတော့မှရောက်နေရမျိုးတွေပေါ့เนาะမပြောင်းတော့ဘူးပေါ့နေတိုင်းယူတာကိုကလည်းတတိလက်လို့ဖြစ်ပြီးတော့မှသူ့ပြန်မပို့မိဘူးအဲ့လိုခြေနေမျိုးเนาะအဲ့လိုခြေနေမျိုးနဲ့ဆိုရင်တော့ဒါခုနလိုပေါ့အင်ရှင်ကခွင့်ပြုတာမဟုတ်ဘဲနဲ့ခေါ်မမသိခေါ်လို့သူတို့ကရောက်နေတာနောက်တစ်ချက်ကကြတော့မကျင်တဲ့လူတယောက်နဲ့တယောက်အပသွင်းတာတင်ညာကုန်မျိုးပြစ်ထည့်ပြီးသွင်းတာမျိုးเนาะအိမ်ကိုအတိုက်တစ်ခုနဲ့လောက်ပြီးတော့တရေသွင်းတာမျိုးအဲ့လိုခြေနေမျိုးနဲ့ရောက်နေရမျိုးเนาะ ဒါမှဒါဆိုလဲဒါကိုကခွင့်မပြုဘူးလေဒါမှဆရာပိုင်းအချိန်လေးတခုနဲ့ထည့်လိုက်တာလေအဲ့တော့တို့ဝင်နေတယ်ဆရာကိုကြောက်တဲ့အတွက်ဆရာရဲ့အမိတ်တိုင်းပဲခိုင်းတဲ့လူရဲ့အမိတ်တိုင်းပဲတို့ကနေနေရတာအဲ့လိုမျိုးကြတော့ဆက်မလေးတို့ကဒီအပိုင်းမှာဆိုရင်အိမ်ပွင့်သွားပြီလို့ဆိုလို့တယ်အဲ့တော့အိမ်ပွင့်သွားပြီဆိုတော့ဘာလို့ဆိုလဲဆိုဒီအိမ်မှာရှိတဲ့အိမ်ကိုစောက်ရှောက်တဲ့ပေါ့နော်ကောင်းမွန်တဲ့ပုံကိုပိုင်းနေမရှိတော့ဘူးပေါ့ဝီမာနီကပရပိုင်းမှာပေါ့ပါဝါကြီးတဲ့အကောင်ကြီးရောက်လာပြီအဲ့လိုအခြေအနေမျိုးဆိုလို့လားနော် အဲ့တော့ဘယ်လိုမျိုးလုပ်ဝင်အိမ်လုံးလဲပေါ့ကိုကအမြတမ်းပေးဝေးပြီဆိုလို့ရှိရင်နှက်ပို့နှက်ပေးရှိတယ်လို့ပဲသူတို့ကလည်းပို့ပြန်ပို့ရမယ်အမြပေးပြီးပြီးရင်အမြဲတမ်းပိတ်ပထန်းတွေယူဖတ်ပြီးတော့ဖွင့်ရမယ်ကမွာတွေဖွင့်ရမယ်အဲ့ဒါမျိုးဆိုအဲ့ဒီအိမ်ကလုံနေဘယ်လိုပဲလုံလို့မထီအောင်နိုင်ဘူးဘယ်လိုပဲလုံလို့တိုက်တိုက်မဝင်နိုင်ဘူးအဲ့လိုဆိုလို့ရနော်နားလည်းအောင်ဖြေပေးလိုက်တယ်အလုံးမင်္ဂလာပါအလုံးမင်္ဂလာပါနော် ဒီဆမလီဒီလာထဲမှာဟောကန်လေးပြောင်းမှုရှိရပါတော့ဆမလီဘာလို့အင်ညာဘက်ကနေပြီးတော့ဦးဆမလီဒီမှာဦးဆောက်ထားတဲ့အေးဒီမြောက်ကုန်းထဲမှာပဲအဲ့ဒီဘက်ကိုပြောင်းမှုပြောင်းမှုလေးရှိတယ်လို့နော်ပြောင်းမှုလို့ရှိရင်လည်းပေးပေးမှာပါတော့ဖြစ်ပြီးဒီတစ်တော့ပြီးဆမလီဒိစာပြန်တင်ပေးမှာပါအခုကတက်လာတာကြတော့ကွယ်လုံးသူပေါ့နော်တော်တော်များများမေးတာရှိရောခုနကလည်းတယောက်ကလာမေးတယ်တရားမေးတာဆိုတော့တေဝါရကြာပြီးမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုး သူတို့မိသားစုဘက်ကနေပြီးတော့ပေးဝေတာတွေကိုလုံအောင်မှမကြိုက်တော့ဘူးလေအဲ့လိုမျိုးချင်းနေလို့မိတယ်အဲ့တော့ဆံမလေးပြောချင်တယ်လူတိုင်းကတော့ဆုံးပြီးလို့ရှိရင်ပေါ့နော်မကြုတ်ဖက်နဲ့ရှိနေမျိုးတော့အကုန်လုံးမဟုတ်ဘူးပေါ့နော်တချို့လည်းတန်းပြီးတော့ကြွသွားတာရှိတယ်မကြွတဲ့ချင်းနေလေးလည်းကြံခဲ့တဲ့လူရှိရပေါ့နော်အဲ့တော့ဆံမလေးတို့ကကွယ်လို့သူကတယောက်ကပေါ့နော်ဥမာစုံတော့မဲ့ချင်းနေဆံမလေးတို့အသက်ထွက်ချိန်မှာကြားစိတ်မြင်စိတ် နန်တိစိတ်တို့နော်အရတာတိစိတ်ထိတိစိတ်ကြံလေးစိတ်ဒီစိတ်အာယုံတွေနဲ့တွားကြတာနော်အဲ့ဒီမှာသူကနောက်ဆုံးစိတ်ကကြတော့အယုံဆုံးချုပ်တာမျက်စိအမြင်စိတ်ကအရင်ချုပ်တာပြီးတော့မှကြာတိစိတ်ချုပ်တာအဲ့တော့အဲ့ဒီကြာတိစိတ်ချုပ်နေတဲ့အချိန်မှာမတချို့ရေဆိုရှိရမလားဆုံးရနေချင်းနေတည်ရခါကျတော့ဖတ်ပြီးတော့ဟူတာတို့ဘောဟစ်တာတို့အဲ့အမျိုးလေးဒီကားစုဘက်ကနေပြီးတော့အလုပ်တယ်အဲ့လိုမျိုးချင်းနေမျိုးတွေကတကယ်တော့မလုပ်သင့်ဘူးเนาะပြီးတော့နောက်တစ်ချက် ကြစိတ်ကနောက်ဆုံးချုပ်တာဖြစ်တဲ့အတွက်ကိုကအဲ့ဒီညောနေတဲ့ပုံစံမျိုးပေါ့အခြေအနေမျိုးတတ်ထွက်ခံနေခြင်းလေးမှာသူကြားသွားတဲ့အခြေအနေတစ်ခုပေါ့နော်ဒီကိုမှီတဲ့ကတ်တက်တဲ့အစွဲတစ်ခုနဲ့အဲ့လိုမျိုးမိသွားတာမျိုးဒါဆိုသမီးစနဲ့မိတယ်ဆိုတမ်းမကျို့ဘူးအဲ့လိုအခြေအနေလေးတွေရှိတယ်နော်အဲ့တော့ဇမလူတို့ကအခုအသက်ရှင်စင်မှာကိုကကြင်ကြံထားဖို့လိုတယ်တမ်းပြီးတော့ကျွတ်တဲ့အခြေအနေမျိုးပေါ့နော်ဟိုဖြစ်အောင်လို့မလုံထားဘူးဆိုလို့ရှိရင်တော့ခုနပြောသလိုပေါ့ဒီတန်နေရာကြီးတဲ့မှာဇမလေးတို့အကုန်လုံးဇမလေးကိုယ်တိုင်လည်း မလုထားနိုင်လို့ရှိရင်ကျင်လေဦးမှာเนาะခொနဲ့သားတိမမဟုတ်ဘူးဒါဖះရောတရားမှလည်းပါပြီဒါအဲ့တော့ကိုကခုနကတော့သွားနေလာနေစားနေနေနေထိုင်နေနဲ့ပဲเนาะတရားအလုပ်ကိုလုံတောင်ကျင်တာပါအဲဟိုဟာပေါ့တရားထိုင်နေလို့အတန်နေစုံနေလို့လို့စသဖြင့်ဟိုပဒီမစိတ်တတ်ဘူးလို့အဲ့လိုမျိုးပေါ့เนาะအတွေးမျိုးမထားနဲ့ဘာလို့ဒါဒီကိုပြောတာလဲဆိုရင်နားကချုပ်တာနောက်ဆုံးတေကန်ကြီးအချိန်မှာချုပ်တာအကြချုပ်တာအဲ့ဒီခါကျတော့ကိုကခုနလိုပေါ့ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ်ပေါ့နော်လောက်တဲ့အောင်ကြည့်ကြတာမှရလိမ့်မယ်ဆမလေးတို့အဲ့ဒါလေးကိုသိအောင်ပေါ့နော်ဒါပြောပြတာအဲ့တော့လာမေးကြတဲ့ခုနှစ်အသားသမီးရောဆမလေးကိုချက်ခဲ့ပြီးတော့မှအဲဒီ line မေးနေနေပေါ့နော်နေတဲ့လူတွေအကုန်လုံးရောသိစေချင်လို့နော် share ပေးနေလို့ပြရဒါဆမလေးတို့ဘုံသားမြတ်စွာဘုရားဟောရတဲ့တရားတို့နဲ့အညီပဲဆမလေးပြောပြတာဖြစ်တယ်အဲ့တော့အကြစိတ်ဒီနောက်ဆုံးချုပ်တာဖြစ်တဲ့ဆုံးငယ်ဒီမှာကြားအကြအယုံဒီအဓိကရေးကြည့်ပါတယ်လို့ ားလုံးမင်္ဂလာပါဇမလီဟင်္ဒရာနေပြန်ဆင်းတာဗောနော်အာမနေ့ကအကျုပ်ပွဲလေးဗောနော်တခုဗောဟိုသွားလှုပ်တာအကျုပ်ပွဲတက်ကိုဗောလေးဟိုနည်းနည်းလေး6နေအခြေလေးရှိလို့ဆိုသွားကူပြီးတော့လှုပ်ပေးတာဗောအဲ့ဒါလှုပ်တော့ပုံလေးလက်တင်တာထူးကြတာလေးရှိရရိုက်ထားတာအနောက်မှာဇမလီဖျားစင်ရှင်မှာပွဲပြိုင်ထိုးပြီးတော့ရိုက်လိုက်တာနောက်ကနေဖြတ်သွားတာဗောနော်ဖြတ်သွားတဲ့ပုံမှန်ဗောဇမလီကဒဲရက်နေတာ နောက်ကနေဒီဇောင်းဖြတ်သွားတဲ့အရိပ်တွေပေါ့နော်အဲ့ဒီဓာတ်ပုံကပေါ်တယ်တင်ထားတယ်ထူးခြားမှုလေးပေါ့မနေ့ကအဲ့ရနိုးနိုးချင်းကိုထူးကြတယ်ပေါ့နော်ဒီနေ့အိမ်မက်မှတ်တယ်ပေါ့အိမ်မက်ကဆမလေးအခုဒီကားပေါ်မှာပဲပေါ့နော်အိမ်မက်ထဲမှာဆမလေးနဲ့ဆမလေးမျိုးသားနဲ့ကအရှိကမှစီးတယ်အနောက်ကနေပြီးတော့အဲ့ဒါမျိုးသမီးတရားပေါ့နော်ဆက်သားချင်းမက်တော့အမတော်မှန်မသိဘူးအမတော်စောမွန်လာမှန်မသိဘူးဇမလေးကိုအိမ်မက်ထဲမှာမိဘမဲ့အကြောင်းတခုကိုတွားပြီးတော့အဲ့လိုပေါ့ပတ်စံ ဟိုဒါနပေါ့နော်သွားပြုပေးပါတဲ့ဆိုနှစ်ခါပြောတယ်မိဘမဲ့ចောင်းကလေးလေးတွေကိုဒါနသွားပြုပေးပါဆက်မလေးကလုံပေးပါမယ်လို့အဲ့လိုပြောလိုက်တယ်ပြောလိုက်ပြီးတော့ဆက်မလေးကဖုန်းနံပါတ်လေးတစ်ခုပေးတာဖုန်းနံပါတ်လေးမှာခုနေအများကြီးနဲ့ကိုးနေအများကြီးအင်္ဂလိပ်လိုမျိုးတွေအဲရေးတာဖုန်းနံပါတ်အဲ့ဒါကိုဆက်လိုက်တယ်ဆက်ပြီးတော့ပေးလိုက်ပေါ့သွားပေးအဲ့အဲ့အဲ့ကိုဆက်ပြီးတော့မှသွားလှူလိုက်ပါတဲ့အဲ့လိုမျိုးပြောတယ်ပြောပြီးတော့အဲ့အရှိတရောက်တော့ကောက်ဆင်းတော့မယ်ဆိုဆင်းသွားတာကောက်ကိုဆင်းတော့နောက်ကနေလှမ်းပြီးတော့ကြည့်လိုက်တာအဲ့အကြမ်းမှကြည့်လိုက်တော့ရှမ်းအင်းလေးဝတ်ထားတယ် ရှမ်းထမိတ်လေးကခရဲလေးနဲ့ရှမ်းရင်ခရဲအောင်လေးအဲ့ရနုံနုံချင်းကိုစဉ်းစားနေရပေါ့ဘာလာပြောရတဲ့ဥစ္စာစဉ်းစားနေနောက်မှတတိတော်ရဲ့ဆမလေးခေါ်တဲ့တက်တက်နန်းထဲမှာအဲ့ဒီဝှစ်ဆုံတော့အမတော်ဆုံးမလာတော့အဲ့ဒီခရဲရောင်ဝှစ်ဆုံပြီးပဲဆမလေးကဝှစ်ပေးထားတာအောက်ကရှမ်းထမိတ်လေးနဲ့အဲ့ဒါသွားတတိယအမတော်ပေါ့နော်ဒီနေ့ဆမလေးကိုဟင်တရဟင်တရရောက်တော့မသူအိမ်မက်နမိတ်ပေါ့နော်ပေးတာပေါ့အဲ့ဒါလေးထူးခြားမှုပေါ့နော်ဒီနေ့ရန်ကုန်ပြန်ဆင်းနေပြီနော် နေဖန်ကြလို့ရှိရင်အကျိုးပွဲလေးတခုရှိရအတွက်ဟင်္ဒရာကအဲချစ်ကြတယ်ပေါ့နော်မိသားစုတွေဆမလေးကိုတွေ့ကျင်တယ်ဆမလေးအချိန်လေးအရေးမရတဲ့အတွက်ဒီနေ့ပြန်ဆင်းသွားတာပါလို့အားလုံးတောင်းပန်ပါတယ်ပေါ့နော်နောက်ခေါက်ကြရင်တက်နိုင်ဆုံးပေါ့ဟိုအချိန်လေးတခုပေးပါမယ်လို့နော်အားလုံးကျမ်းမာချမ်းသာပါစေစိတ်ချမ်းသာကိုကျမ်းမာတာသနာပြုနိုင်ပါစေကောင်းကျိုးလိုရင်ဆန္ဒများပြုရပါစေချစ်ကြခင်ကြပေးတဲ့ခုနှစ်နေနဲ့ချက်သားမိတဲ့အားလုံး ျေးဇူးတင်ပါရဲ့လို့ဇလုံးဖရားကြီးဝင်ပြီးတော့ဥတိုက်တာဗောနော်အောက်ကတော့မစင်းတော့ဆရာမလို့ကားဝင်ဥတိုက်ပါတယ်အားလုံးကျမချမ်းသာပါစေ